မြင်းချောင်းပျက်စီးသွားတဲ့လွတ်တော်အဆောက်အဦတွေကိုလာမဲ့ရွေးကောက်ပွဲပြီးပြင်လဲသုံးပြနိုင်ရေးကို အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လင်က တက်တုပ်ရိုက်စစ်စင်းနေပြီးမင်းလ25ရက်နေ့မှာလွတ်တော်အဆောက်အဦတွေကိုတွားရောက်ကြည့်ရှုခဲ့ပါတယ်လွတ်တော်တို့တွားရောက်နိုင်တဲ့အမတ်တစ်ဂိတ်ဝင်ကျိုးတတာနဲ့မုတ်ဦးပြည်တော်စုလွတ်တော်မြို့သားလွတ်တော်အဆောက်အဦတွေကိုစစ်ကောင်းဆောင်ကတွားရောက်ကြည့်ရှုခဲ့တာဖြစ်ပါတယ် စစ်တပ်ဝါဒဖြင့် online ဆာမျက်နှာတွေမှာဖော်ပြထားတဲ့တပ်ပုံတွေရပြည်တော်စုလွတ်တော်နဲ့မြို့သားလွတ်တော်ခမ်းမဆောင်တို့ရဲ့မျက်နှာချက်တွေပြိုကျပြီးအုံနိုင်ငံတွေလည်းစူးစူးဝါဝါအကွဲထိခိုက်နေတာကိုမြင်တွေ့ရပါတယ်။မလ28ရက်နေ့ငွေလုတ်ပြီးနှစ်လပြည့်မဲ့အချိန်မှာစစ်ကောင်းဆောင်ဟာလွတ်တော်ကိုတွားရောက်ကြီးရှုခဲ့ပြီးလွတ်တော်အဆောက်အဦတွေအတွင်ပြန်လည်ရှင်းလင်းပြင်ဆင်နိုင်ခြင်းမရှိသေးတာကိုတွေ့ရပါတယ်။ စစ်ကောင်းဆောင်ဟာ2025ခုနှစ်နှစ်ကုန်မှာရွေးကောက်ပွဲလုပ်မယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းအာနာသိန်း2စစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းကရွေးကောက်ပွဲဆိုင်ရာဆက်ဆက်တဲ့လုပ်ငန်းတွေကွန်ပျူတာတွေကိုစနစ်တကျထားရှိဖို့နဲ့လုံခြုံရေးဆိုင်ရာကိစ္စတွေကိုဂရုစိုက်ဖို့ညွှန်ကြားထားပါတယ်။ဒီလှုပ်ရှားမှုတွေဟာ2025နှစ်ကုန်ရွေးကောက်ပွဲအပြီးမှာလွတ်တော်ခေါ်နိုင်မှုကြိုတင်ပြင်ဆင်နေတာဖြစ်တယ်လို့အများကယူဆထားကြပါတယ် ဒါပေမဲ့ပျက်စီးသွားတဲ့လွတ်တော်အဆောက်အုံတွေဟာဒုရေကြီးမပြီးပြင်ဆင်မှုထက်အသက်ပြန်ဆောက်ရနိုင်ပြီးဘဏ္ဍာငွေနဲ့အချိန်လိုအပ်ချက်ရှိမယ်လို့ငြိမ်းစားစစ်တဲ့ရာရှိကြီးတူကမြန်မာနောင်းကိုပြောပါတယ်။လက်ပုတိုက်ပြီးအဖြစ်သဘောပြင်ယုံဆိုရင်တော့ရနိုင်ပါတယ်။မေဘီစနစ်အတန်စနစ်တွေကဥရောပကအစင်မြင့်နိပညာသုံးစနစ်တွေပါ။အဲ့ဒါတွေလည်းပျက်စီးသွားတယ်လို့၎င်းကဆိုပါတယ်။ ရွေးကောက်ပွဲတွေကို2025နှစ်ကုန်ပိုင်းနဲ့2026ဇန်နဝါရီလထဲမှာအပိုင်းလိုက်ကျင်းပဖို့စစ်ကောင်းဆောင်ကပြင်ဆင်ထားရာရခင်လွတ်တော်အစည်းအဝေးအစဉ်လာတွေရ2026ဖေဖော်ဝါရီလမှာလွတ်တော်အစည်းအဝေးတွေစတင်ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ဂျာကာလာအချိန်၈လသာကြန့်ရှိတော့တဲ့အကြောင်း၎င်းကထောက်ပြပါတယ်။၈လနဲ့တော့စစ်အင်ဂျင်နီယာတက် GE တက်လက်ရာခက်ကြမ်းကြမ်းလောက်ပဲဖြစ်မှာ။ လွတ်တော်ဆောက်လုပ်ခဲ့တဲ့ EC ကုမ္ပဏီကိုတော့ရသလောက်ဖြစ်ညစ်ပြီးအချက်ကင်ပါပါလို့အဆိုပါငိမ့်စာစစ်တဲ့ရရှိကြီးကပြောပါတယ်။လက်ရှိမှာတော့လွတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်နဲ့လွတ်တော်သုံးရက်ကဝန်ထမ်းတချို့ဟာငင်းထိခိုက်မှုအနေချင်းသာရှိခဲ့တဲ့လွတ်တော်ဝန်တွေကမတော်ရင်ဌာနအဆောက်အုံမှာရုံးတက်နေကြရပါတယ်။မတော်ရင်ဌာနဟာလည်းတိတ်ပြီးမကျေဝန်းတော့လွတ်တော်ဝန်ထမ်း၃ပုံ၃ပုံကိုရုံးတက်ခိုင်းပြီးကျန်၂ပုံကိုတော့ခွင့်ပေးထားရပါတယ် မူလကရုံတက်ခဲ့တဲ့လွတ်တော်ရုံးခန်းနေရာတွေကတော့ထိခိုက်ပျက်စီးမှုကြီးကြီးမားမားဖြစ်ခဲ့တာကြောင့်ဝန်ထမ်းတွေမနေရဲကြဘူးလို့သိရပါတယ်။အဆိုပါလွတ်တော်ဆော်ဦးကိုရခင်အားကစားဝန်ကြီးနဲ့ဟိုတယ်နဲ့ခီးသွားလာရေးဝန်ကြီးပိုင်ဆိုင်တဲ့ ECE ဆော်လို့ရေးကုမ္ပဏီပိုင်ရှင်ဦးတင်စန်းကဆော်လုပ်ခဲ့တာဖြစ်ပါတယ်။လွတ်တော်ဆော်ဦးတွေကိုတိဆောက်ရမှာအည်သွေးမြင်မားစေဖို့နောက်ဆုံးမော်အည်သွေးမြင့်ပစ္စည်းတွေပြည်သူ့ကပညာနဲ့ ်တမနီပရိန်တွေကိုသုံးပြထားတယ်လို့အဲ့ဒီကုမ္ပဏီရဲ့ website မှာဖော်ပြပါတယ်လွတ်တော်တိဆောက်တဲ့စီမံကိန်း area စုစုပေါင်း840တေကရှိပြီး2005ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ရာ2017ခုနှစ်မှာအပြည့်တက်ခဲ့တယ်လို့ ECE ကဆိုပါတယ်ငွေကြောင်386ဧကရှိလွတ်တော်ဝင်အတွင်းမှာရှိတဲ့လွတ်တော်အဆောက်အဦတွေဆက်ဆက်အဆောက်အဦတွေပြုကျပျက်စီးသွားခဲ့ပါတယ် အဲ့လိုပြိုကျပျက်စီးမှုတွေအတွက် နေပြည်တော်ဆောက်လုပ်ရေးထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ကုမ္ပဏီတွေနေပြည်တော်စီပင်တရားရေးကော်မတီတို့ဆက်သွယ်ကြဖို့အဆောက်အဦများပြန်လည်သုံးပြုရေးနဲ့အသည့်တိဆောက်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ထားပါတယ်။ဒီထုတ်ပြန်ချက်ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့လည်းနေပြည်တော်ဆောက်လုပ်ရေးထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်လုပ်ကင်ခဲ့တဲ့ကော်မတီတွေကိုအဆောက်အဦတွေပြန်လည်ဆက်လုပ်ခိုင်းဖို့ဒါမှမဟုတ်ပြုပြင်ပေးဖို့ရည်ရွယ်တယ်လို့ယုံကြည်ရပါတယ်။ အစိုးရကုမ္ပဏီတွေဆက်သွယ်လာခြင်းရှိမရှိ နေပြည်တော်စီပင်တရားရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အုံတာဝန်ရှိသူ2ဦးထံကိုမြန်မာနောင်းကဖုံးနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။လုံသက်15နှစ်ကျော်ရှိတဲ့အင်ဂျင်နီယာတူကတော့နေပြည်တော်မှာရှိတဲ့ဌာနဆိုင်ရာအဆောက်အုံတွေပြင်ဆင်မှုအခြေအနေ ပြောင်းလဲသွားတယ်လို့ပြောပါတယ်။နေပြည်တော်မှာအရင်ကအဆောက်အုံတစ်ခုခုဖြစ်ရင်ကားပေါ်ငွေထုတ်တင်ပြီးအသေးအံပြင်ခိုင်းတာ ခုကဘတ်ဂျက်မရှိတော့ခရိုနီကုမ္ပဏီတွေကိုအရင်စိုက်ပြင်ပြီးပြီးမှဘတ်ဂျက်ပြန်ချပေးမယ်သဘောမျိုးလုပ်နေတာလို့သူကပြောပါတယ်စစ်ကောင်စီထံမှငင်းချောင်းပြည့်စည်ခဲ့တဲ့အဆောက်အဦတွေကိုပြန်လည်တည်ဆောက်နိုင်မှုဘတ်ဂျက်လိုအပ်ချက်ကြီးမားနေပြီးခရိုနီကုမ္ပဏီတွေကိုပြန်လည်တာဝန်ယူတည်ဆောက်ခိုင်းနိုင်တာဟာဗန္နာရေးလိုအပ်ချက်ကြောင့်ဖြစ်တယ်လို့အဲ့ဒီအင်ဂျင်နီယာကဆိုပါတယ် နေပြီးတော့မှငေကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ဆော့ဦးတွေတဲကစေယုံကျုံနဲ့လွတ်တော်ဆော့ဦးပြန်လည်ပြုပြင်တည်ဆောက်ရေးကိုစစ်အင်ဂျင်နီယာတက် GE လက်အောက်ရှိအထူးဆော့လုပ်ရေးတပ်တွေကတာဝန်ယူထားတယ်လို့လည်းစုံစမ်းသိရပါတယ်။မလ20ရက်နေ့ငေကြောင့်လူပေါင်း3900ကျော်သေဆုံးအင်ဂျီ6800ကျော်ပြိုကျပျက်စီးကျောင်းပေါင်း6400ကျော်စေယုံစေကန်350ကန်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ အဲ့ဒီလိုမြောင်များစွာသော လူသေးဆုံးမှုအဆောက်အဦတွေပြိုကျပျက်စီးမှုတွေတာဝန်ခံသူတာဝန်ယူသူကင်းမဲ့လျက်ရှိနေပါလေထိုင်းနိုင်ငံမှာတော့ငွေကြောင်းဆောက်လက်စားထိုင်းနိုင်ငံနိုင်ငံတော်စင်းစစ်ချုပ်ယုံပြိုကျပျက်စီးသွားခဲ့တဲ့တွေထိုင်းလုပ်ငန်းရှင်16ဦးကိုထိုင်းအစိုးရကဖမ်းဝင်ထုတ်ခဲ့ပါတယ်ဝင်ထုတ်ပြီးတရားကြာမေလ16ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ထိပ်တန်းစီးပွားလုပ်ငန်းရှင်နဲ့ Italian Thai Development Company ရဲ့ဥက္ကဋ္ဌ Franchise Kanasuta ပါဝင်ပြည်သူ့ကပညာရှင်တွေနဲ့ Engineer 15ဦးရက်တဖွဲ့ထံအဖန်ခံခဲ့ကြပါတယ်မြန်မာနိုင်ငံမှာတော့လက်ရှိအချိန်ထိလဲဘူကျုပ်တွေရုံးတက်တဲ့စစ်ရုံးချုပ်ပြည်စည်းမှုအခြေအနေကိုဖုံးဖိထားဆဲဖြစ်ပါတယ်။နောက်ပြီးဝန်ကြီးဌာနအဆောက်အဦတွေနဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပြည်စည်းမှုနဲ့ ပြန်လည်ထူထောင်ရေးတွေဘတ်ဂျက်သုံးစွဲမှုကိုတည်ဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ငွေတန်ကြောင်ထိခိုက်ပျက်စီးမှုပမာဏဟာအမေရိကန်ဒေါ်လာ17ဘီလီယံကျော်ရှိတဲ့ကြောင်းကမ္ဘာ့ဘဏ်ရဲ့မေလ9ရက်နေ့စင်ခန်းစာမှာဖော်ပြပါရယ်။ပျက်စီးမှုပမာဏဟာတိုင်းပြည်ကုန်ထုတ်လုပ်မှုတန်ဖိုးရဲ့14ရာခိုင်နှုန်းဖြစ်တယ်လို့ခန့်မှန်းတွက်ချက်ထားပါရယ်။လူနေအိမ်ထိခိုက်ပျက်စီးမှု၄.၉ဘီလီယံလူနေအိမ်မှုတ်တဲ့အဆောက်အဦတွေပျက်စီးမှု 2.63ဘီလီယံခြေကန်စောက်အုံပစ္စည်းမှု3.36ဘီလီယံကျော်ရှိပါတယ်။မန္တလေး၊စကိုင်း၊ပဲခူးနဲ့နေပြည်တော်တို့မှာထိခိုက်ပစ္စည်းမှုအများဆုံးဖြစ်ပြီးအချက်အလက်ရရှိမှုအကန့်အသတ်နဲ့အခြားသော မရေရာမှုတွေကြောင့်အမှန်တကယ်ထိခိုက်ပစ္စည်းမှုပမာဏဟာတိထက်ပိုများနိုင်တယ်လို့လည်းကမ္ဘာပိုင်ရဲ့အစဉ်ခန်းစာမှာဖော်ပြပါတယ်။ငရင်ဘေးပြန်လည်ထူထောင်ရေးမှာထိခိုက်ပျက်စီးမှုတွေရှင်းလင်းမှု တဘာဝရမုံငွေမှစကိုင်းတွေကျက်90ဘီလီယံမန္တလေးတွေကျက်60ဘီလီယံနေပြည်တော်တွေ10ဘီလီယံရှမ်းပြည်နယ်တွေ9ဘီလီယံပေးရပြီးဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ငင်းတန်ကြီးကျယ်ခန်းစားခဲ့ရတဲ့မန္တလေးမြို့မြို့နယ်အများပြားမှာပြန်လည်နလန်ထူနိုင်မှုခက်ခဲနေကြပြီးနေအိမ်ဆုံးရှုံးထားတဲ့ဒေသခံတွေနေအိမ်ပြင်ဆင်ရမဲ့သူတွေ အထက်မြင့်ဆော့ဦးတွေအနီးမှာနေထိုင်နေသူတွေဟာမြေကွက်လက်တွေ ပရိဒအသင်းတွေငင်ဒုက္ခတဲ့စခန်းတွေစတဲ့နေရာတွေမှာတွားရောက်ပြီးယာယီတဲအမိုးကာတွေနဲ့ခိုလုံးနေကြရစေဖြစ်ပါတယ်။ဒီလိုချိန်နေမှာမလ၁၈ရက်နေ့ညပိုင်းကမြစ်သားမျိုးကိုဗိုလ်ပြုတ်ပြီးထက်မှန်လှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8ဆင့်ရှိငင်းကြောင့်မဟာအောင်မြင်မျိုးနဲ့စိမ်းမရက်ကွက်40တလန်းနဲ့89လန်းတောင်းအဘေယာယာမရွှေကိုဖုန်ကြီးချောင်းဝင်းငင်ဒုက္ခတဲ့စခန်းမှာခိုလုံးနေတဲ့ဒုက္ခတဲ့တာဖနှစ်ဦးသိဆုံးခဲ့ရပါတယ်။ နေပြည်တော်မှာတော့ဝင်းကြီးဌာနယာယီရုံးခန်းတွေကို modular house လို့ခေါ်တဲ့အသင့်တက်စင်တည်ဆောက်နိုင်တဲ့အဆောက်အုံတွေတည်ဆောက်နေပြီးမေလကုန်မှာရုံးတွေပြန်လည်ဖွင့်လှစ်နိုင်မယ်လို့စစ်ကောင်စီကထုတ်ဖော်ပြောဆိုထားပါတယ်။ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေး UNOCHA ကဧပြီလ30ရက်နေ့ကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာငင်းဘေးဒဏ်အထိခိုက်ခဲ့ဆုံးဒေသတွေမှာရှိတဲ့လူဦးရေ6.3သန်းဟာ အကူအညီတွေနဲ့ကာကွယ်စောင့်ရှောက်ပေးမှုတွေအရေးတကြီးလိုအပ်လျက်ရှိနေတယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီလိုခြေနေမှာစစ်ကောင်းဆောင်ဟာပြည်သူလူထုတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလစ်လျူရှုထားပြီး၎င်းရဲ့နိုင်ငံရေးထပ်ပေါက်ဖြစ်ရွေးကောက်ပွဲကျင်းပဖို့သာစိုင်းပြင်နေပါတယ်။ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကမေလ26ရက်နေ့မှာဝေဖန်ထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာယုံကြည်လက်ခံနိုင်ပွဲရာရွေးကောက်ပွဲမဖြစ်နိုင် ပြင်ပကဘာကိုလှည့်ပြားဖို့ပြပွဲတစ်ခုသာ ဖြစ်တယ်လို့မူဟာမက်ဟာဆန်ကဆိုပါတယ်စစ်ကောင်စီဦးဆောင်လုပ်မဲ့ရွေးကောက်ပွဲကိုအတိုက်ခံဖွဲ့စည်းတွေကတပိတ်မောက်ထားတာစစ်တပ်ဟာဒေသများစွာမှာထိန်းချုပ်နိုင်မှုဆုံးရှုံးထားတဲ့အချက်တွေကြောင့်ဒီရွေးကောက်ပွဲဟာလက်ခံယုံကြည်နိုင်ပွဲရာမရှိဘူးလို့မူဟာမက်ဟာဆန်ကထောက်ပြထားပါတယ်ခင်ဗျာ